ပြင်ပါလေပြင်ပါတယောင်းထားတာလေပြင်ပါထားပတ်ထားတာလေထုတ်ပေးဆိုမှပြောတာတကယ်လို့ညို့မထုတ်ပေးရင်ညို့ဖမ်းထားလိုက်မှာတကယ်လို့ဖမ်းထားလို့မှလည်းမထုတ်ပေးနိုင်ဘူးဆိုပြီးဒီမှာတရားနဲ့ဥပဒေဆိုတာရှိတယ်စောက်ထမကြီးထားတယ်ဖတ်ကြည့်ဆိုမှစောက်ဖတ်ခိုင်းတော့ထောက်ခွန်တတိကြခိုင်းကြခိုင်းနိုင်တယ်ဆိုမှပြောတာမဆိုင် guys မင်္ဂလာပါကေဘရိုရီဒီပူဖလင်းကတော့ live မှာရန်နာမည်ကြီးနေတဲ့တထေကြီးတယောက်ရဲ့ဒီ intern အကျန်းဖတ်မှုနဲ့ပတ်သက်ပြီးတော့မှနိုင်လာတဲ့အမျိုးသမီးကအပြန်လေးပြောပြလိုက်တဲ့ view file လေးပါဆိုတော့ဒီ view file ကရန်စိတ်ဝင်စားမှုလေးကောင်းပါလေကျွန်တော်လည်းအတူ like ကြည့်ဖို့လေးအာဖိတ်ခေါ်လေးပြရစီโอเค So let's go. ကျူလာဆက်ရဲ့လူမျိုးလေးဖြစ်ပါတယ်ဂျင်းကဆက်ဆိုရဲတမီးတယောက်နဲ့ဂျိုရှာဆက်ဆိုရဲတာလီတယောက်နဲ့ရှိပါတယ်ဘုကုမျိုးရှင်လက်ပြဟိုတယ်ကဘုရောဆက်ရဲ့ဇနီးလေးဖြစ်ပါတယ်တကယ်တမ်းတော့ဒီအကြောင်းအရာလေးကိုရှင်းပြဖို့ရအတွက်မီဒီယာတွေကိုဖိတ်ထားတာပါမီဒီယာတွေကမလာရေးကြတော့ပါဘူးအဲဒါကြောင့်ကျွန်တော်ကိုကျွန်မလေးတင်လိုက်ရတော့တာပါ တကူလုံးစာလေးကိုတက္ကနတာနဲ့ပြောရမှာဖြစ်တာမို့အမပါလို့ရတာဖြစ်တဲ့အတွက်စောင့်ကြည့်ပြီးမှပြောသွားမယ်နော်တင်းစာလေးမှာဥလို့စဲထဲလိုက်တဲ့နေရာနဲ့စပြီးရောကျွန်တော်စက်ကိုဘာမှမတင်တော့ဘူးကျွန်မတားထားတာပါကျွန်မပဲရအောင်မိမယ်ဆိုပြီးပြောထားခဲ့တာကျွန်တော်စက်ကလည်းဘာမှမတင်တော့ပါဘူးဒါပေမဲ့အခုလို့ကျွန်မထွက်ပြောရတာက အော်တိုဘာလာ16ရက်နေ့ကဂျူလန်စခုရဲစခန်းကဖုန်းဆက်လာပြီး66ကဂျီနဲ့အမှုဖွင့်လာတာဖြစ်လို့စခန်းကိုလာခဲ့ပါလို့ပြောလို့ဂျူလန်ဆက်သွားတဲ့အချိန်မှာပဲဖုန်းသိမ်းခံရပြီးအာမခံလုပ်ခဲ့ရတာပါကျွန်မကရော အာမခံနဲ့နေနေရတာပါဒါကြောင့်မလို့ခုလို့ထွက်ပြေးရတာပါကျမနဲ့ဦးလို့စက်တူရဲ့အိမ်အောင်စကြတဲ့ဖြစ်စဉ်လေးကနေစပြီးတော့ပြောပြချင်လို့ပါ1995ခုနှစ်တုံးလပိုင်းခန့်ကကျမစင်ရောက်တဲ့နှစ်မှာ ဦးရောစက်ကအလုံးလုံးပြင်မပြောပြီးသူတစ်ဖက်ရင်းနေလာကိုခိုင်းလို့အမေကလည်းအလုံးလုံးရမယ်ပြောလို့မတော်ချင်မဲတောင်းခဲ့ရတဲ့ချိန်မှာပဲကျွန်မငုံယူတောင်းမနေရဲ့ဒါနဲ့အလုံးမတူဘဲနဲ့ဆက်ဆံခံခဲ့ရတာပါနောက်လည်းနေစားပြီးတော့လေသူတပည့်တွေကိုခေါ်ခိုင်းပြီးမှဆိုအတင်းပေါင်းတင်ခဲ့ရပါအဲ့ချိန်မှာဦးစရဲ့အသက်က38နှစ်ကလေးလေး9ယောက်ရှိနေပါပြီ ဒီလောက်လောက်ကြာတဲ့အချိန်မှာကျွန်မအမေကတရုံဝင်ယူဖို့ပြောတဲ့အခါမှာသူကသူကအငယ်ဆုံးလေးတော့အတမတီသေးဘူးသူကအငယ်ဆုံး session နဲ့ရောက်တဲ့အခါကျရင်အခုရှာထားတဲ့စီပွားရေးတွေကိုသူတို့မိသားစုနဲ့အကုန်လုံးထားခဲ့ပြီးတော့နေဦးမင်္ဂလာဆောင်ယူပြီးမှနေနဲ့အတူစီပွားရေးစတင်ထောင်မှလို့ပြောခဲ့ပါတယ်ကျွန်မကဥရောပစာရေးစကားကိုယုံခဲ့ပြီးတော့သူတတ်ထားတဲ့အိမ်မှာနေခဲ့ရတာပါသူတတ်ထားတဲ့အိမ်ကလူတွေပတ်ဝန်းကျင်နေအင်းနာချင်းနေတယောက်မှမရှိပါဘူးတော့ရက်အိမ်တိတ်မှာထားခဲ့ရတာပါ အဲ့လိုတော်ရရအိမ်မှာနေနေရင်းနဲ့ပဲ1999ခုနှစ်မှာကျူလာစကုံမွေးဖို့အတွက်ရန်ကုန်မှာတိုက်ခိုက်ခြင်းနေ့တစ်ခုဝယ်ပေးခဲ့ရကလေးလေးကိုကွက်ကိုပဲမွေးခိုင်းခဲ့ရပါသူကကျတော့လူကုန်ပိတ်ခါရင်းနဲ့လူချင်းတွေကပြောမှဆိုလို့ဆိုပြီးမှဈေးခံလိုက်ပို့တာတော့ဆရာဝန်အပ်ပြရတော့လုံးဝမရှိခဲ့ပါဘူးကျွန်တော်ကကျွန်မပဲဈေးခံရှာဆရာဝန်ရှာပြီးတော့ကွက်ကိုပဲကလေးကိုမွေးခဲ့တာပါဈေးဥစဉ်နေနေမှာပဲ ခောက်ပဲလာကြိုးပြီးတော့အဲ့တော်ရရအိမ်မှာပဲပြန်နေခိုင်းခဲ့တာပါသူအင်ဂျီမှာနေနေပြီးတော့သူတစ်ပင်မှာ secondary မှာလေးနေအလုံးရှင်နေဝန်ထမ်းထဲကျော်လုံးနဲ့ဆက်ဆံရေးဖြစ်နေခဲ့ကြပါပြီအဲ့လိုနဲ့တစ်ဖက်ကမယားကြီးတစ်ဖက်ကသူ secondary တကယ်မှလေးနေဖောက်ပြန်နေတဲ့တာဝန်ခံရတဲ့ချိန်မှာပဲကျွန်မတော်ရအိမ်မှာကလေးလေးတယောက်နဲ့လေးနှစ်ကျော်နီးပါးထထခံခဲ့ရတာပါတောင်ကောက်69ခုနှစ်ဆယ်လပိုင်းမှာသူအမှုရိပ်ဖြစ်ဖန်ခံရပြီးထောင်ချသွားတဲ့အချိန်ထိသူမလုပ်တာ သူဘာပိုင်းဆိုင်လာတယ်ခုမှပြောပြတိုင်းနေခြင်းရှိမရှိပါဘူးလက်ထက်မှာလည်းအဆန်လည်းတရားမှမပေးပဲနဲ့လက်မဲ့နှစ်နှစ်တမီလေးနဲ့တော်ရအိမ်မှာနေနေခဲ့ရတာပါတော်သူခွင့်လည်းလုံးဝမရှိခဲ့ပါဘူးသူမရချင်ရလည်းတော့မတွေ့ပါဘူးသူ secondary တစ်ပြေးမှလည်းရပဲသူအမှုဖြစ်တယ်မိုးမိတ်ထီးလိုက်သွားပြီးတော့တော်တွေ့ခွင့်ရခဲ့တာပါဥရောဆက်ရထောင်ဝင်စားတွေကိုလည်းတူတူမှလည်းရပဲ UCP တွေ့ခဲ့တာပါ2000ခုနှစ်ရောက်တဲ့ချိန်ကျတော့ဂျူလီယာဆက်လီယာ၃နှစ်ပြည့်တော့ចောင်းထားဖို့အတွက်ရန်ကုန်ကတိုက်ခန့်ခြင်းတွေမှာတွားနေတာပါတိုက်ခန့်ခြင်းတွေ မီတာတောင်မတက်ထားပါဘူးဥရောဆက်တူမှထောက်ပံ့ပေးပို့လာတဲ့ထောက်ပံ့ငွေတွေနဲ့ပဲတာမီးနေအောင်လုပ်ငါအောင်နေခဲ့ကြတာ2003ခုနှစ်သူက16နှစ်တမီးရောက်လာတော့ကျွန်မတို့တာမီးနေအောင်ဘလို့မှဖြစ်တည်နေနိုင်လို့မရအောင်ဒုက္ခဖြစ်နေတာမို့လို့တမီးလေးလက်ကိုဆွဲပြီးမှနေစိတ်ထောင်ရှိထိသွားပြီးမှသူနဲ့တွေ့လို့ရအောင်ကျွန်မကိုကျွန်မလှုပ်ခဲ့တာကျွန်မပဲလှုပ်ခဲ့တာအမှတ်တွေ့ခွင့်ရပြီးတော့ထောက်ဝန်ဆောင်ဦးတပတ်တစ်ခါတလားဒီချင်းထောက်ဝန်ဆောင်တွေ့ခဲ့ရပါထောက်ဝန်ဆောင်တစ်ခါတွေ့ရင်အပန်းငါးရီး ိတ်သား30ကျော်လောက်ရောက်တဲ့ချက်ပြုတ်ပြီးမှသူခိုင်းသမျှအလုပ်တွေလုပ်ပြီးမှမညူမညင်းတဲ့ထောက်ဝန်ဆောင်ပို့ပေးခဲ့ရပါဘူးလို့ဆက်ရထောက်ဝန်ဆောင်ကိစ္စနဲ့ကလေးကိစ္စပဲအရေးကြီးဆုံးဆိုပြီးမှအကုန်လုံးပြုစီစဉ်လုပ်ပေးခဲ့ရပါအဲ့ချိန်မှာတယောက်ကမှဘာကူညီလို့လဲလာမေးတဲ့လူလာပေးတဲ့လူမရှိခဲ့ပါဘူးထောင်ဝင်စားပို့ရတာထောင်သွားရတာလွယ်ကူလေးသိစားမဟုတ်ပါဘူး ခေပောက်ကနေအထက်လူကြီးအထိစင်ကြီးအောင်သူတို့အတားလုပ်ပေးခဲ့ရပါ2017လပိုင်းသူထောင်ကြတာ12နှစ်နဲ့3လကျော်တဲ့အချိန်မှာပြည်ထောင်စုအခွင့်နဲ့ထောင်ကနေသူပြန်လုပ်ခဲ့ရထောင်ကနေပြန်လုပ်လာတဲ့အချိန်မှာလည်းပြည်လောကနဲ့ဆက်သွယ်ပြန်နေရမှုလို့ဟုတ်တယ်တော့ကိုသူ့ကိုကြီးပေးခဲ့ရပါထောင်ကနေလွတ်လာတဲ့အချိန်မှာပဲသူနဲ့အတူနေတိုင်းတိုင်ထဲမှာအတူတူနေဘူးอ่ะတခါမှအတူတူမနေဘူး အတူတူနေဘူးမှပဲသူကနာဆစ်ဆစ်ဖြစ်မှန်းသူကရက်ကိုအလွန်ကျွန်းတောက်တက်တာတောက်ကင်းသွားမူးပြီးရစ်တာရန်ရှာတာတုံ့ပြန်ကြောင်တာမဟုတ်မမှန်လေးဆွတ်ဆွေးရအော်ဟစ်တောင်းချင်မှာပစ္စည်းကိုကောက်ပေါက်တက်တဲ့ဟာတွေကိုအဲ့ချိန်ကျမှပဲစပြီးတိလာရတာပထမဦးဆုံးရိုက်ခိုင်ရတဲ့အချိန်က2012စက်တင်ဘာလမှာသူခေါ်လာတဲ့ဧည့်သည်ကိုဧည့်ခံခိုင်းလို့ဧည့်ခံပြီးဟင်းထည့်ပေးတာကိုဧည့်သည်ပြန်လာတဲ့အချိန်မှာဟင်းထည့်ပေးလို့ဆိုပြီးမှတဝင်းချောင်းပြီးမှ အဲ့ဒီဧည့်သည်စားသွားတဲ့ပူဇော်ပကံလုံးကြီးဆင့်ထက်ထားတဲ့စိတ်လုံးနဲ့နှစ်ဖူးရိုက်ချေလိုက်တာအဲ့ဒီရဲ့ပူဇော်ပကံကြီးလည်းအကုန်လုံးခွေရောပြီးမှနှစ်ဖူးပေါက်သွားတာသူကြီးပန်းထွက်လာတာအဲ့ဆိုသူကြီးရန်ထွက်နေအောင်လို့သူကြီးတိတ်ဖို့အတွက်တပည့်ထားယူလာ ਉ နောက်ကနေလိုက်လာပြီးမှညနာကိုတလက်ဆက်အတိကြီးနဲ့ထိုးတာကျွန်မငိုရောတောင်းမှမိမယ်မရဘူးအဲ့ဒါပထမဦးဆုံးအချိန်ရိုက်ခံခဲ့ရတာအဲ့ဒါဒီမှာနှစ်ဖူးကွဲသွားတယ်ဒါပထမဦးဆုံးအချိန်ဒီနှစ်ဖူးကွဲသွားတယ်ဟုတ်သူချင်းချင်းထွက်အောင်ရိုက်ပြီးတော့ ဟောက်ကနေလည်းသူနည်းနည်းခြိုက်ခြိုက်အိပ်ပျောက်သွားတဲ့အချိန်မှာပဲသွေးတွေတက်အောင်လုပ်ပြီးတော့သွေးတွေကိုကျွန်မတယောက်ထည့်ထုတ်ခဲ့ရတာဒုတိယအချိန်ရိုက်ခံရတာလေသူ့အဲ့တွေကိုသူခိုင်းလို့တချင်းဆုပ်ပြရတာအဲ့တွေပြန်သွားတဲ့အချိန်မှာဘာလို့တချင်းဆုပ်ပြရတာလဲဆိုပြီးတော့စစ်တာမေးတာခင်းနေဦးမှာပဲကနခိုင်းကုန်ကြီးနဲ့ပေါက်ပေါက်လိုက်တာအဲ့ဒါလေဒီမှာခွေသွားပြီးတော့သွေးချင်းချင်းထွက်ခဲ့ရတာအဲ့ဒါဒုတိယအချိန်တတိယအချိန်ကစီလိုနာဟိုတယ်မှာသူ့လေးကိုအခန်းယူခိုင်းတာကို reservation တွေလုပ်ပြီးတော့ဟိုတယ်ရောက်တဲ့ခါကျ reservation ကနေပြီးတော့ယူနေတာ ਉਹ သူ့လိုအစင်းနဲ့လို့ဒီလိုစောင့်ခံရပါမလားဆိုပြီးမှအော်ဟစ်တောင်ချန်ဒီမှာစီလိုနာဟိုတယ်ဝင်နေမှာပဲရိုက်ခဲ့တာပါလာတ냐ကားပေါ်ပစ္စည်းတွေနဲ့အကုန်ကောက်ပေါက်တာစလုပ်တာအချိန်လုံးကကျတော့သူ့တာတနေချင်းမိင်္ဂလာဆောင်တစ်ခုသွားတာ သွားတော့မှာစီကားနဲ့သွားတာကိုအပြန်မှာအာတီကာကားနဲ့ကြိုလို့ဆိုပြီးမှာကားပေါ်တက်တာနဲ့ကားရှိခံနေပြီးမှာနောက်ခံလှမ်းရရထုံးထားတဲ့စလုံးကိုအကုန်လုံးပြုတ်ထွက်အင်းကြီးကျေးလေးတွေလည်းအကုန်ပြုတ်ထွက်ကုန်တာသူ့တို့ကားမောင်းနေတာသူ့သူ့ရှိမှာပဲရိုက်ခံခဲ့ရတာနောက်တစ်ချိန်မှာလေဂျူလီယာဆက်ကလေးကိုအမေကနေဖွဲ့ယူဖို့အတွက်အမေကတာယုံမှာအင်တာသွားအင်တာဗျူးတက်ဖြေရတာသူ့အင်တာဗျူးဖြေခိုင်းရမှာမလားသူ့အချက်ကိုခွဲရဲဆိုပြီးမှတန်ရုံထွေမှာပဲဆဲဆိုပြီးမှစာရွက်တွေအားလုံးလွှတ်ပြပြလိုက်တာအဲစာရွက်တွေတိတ်မကြံကောက်ရင်းနေပဲကြံနေခဲ့ရတာ ပိုင်ဆိုင်မှုဖြစ်စီဥစ္စာတွေနဲ့ပတ်သက်ရင်လေသူကအိမ်မှာသူ့တူမကို finance manager ယုံယုံမှာ manager ဖြစ်ခန့်တာတော့အိမ်ကစာချုပ်စာတဲ့နေရာနေဘန်ကိစ္စဝင်ဝင်ထွက်ဝင်လေးအားလုံးကြောင်းရည်ရနာပြီးမိခင်တက်တာတော့အထိ finance ယုံကနေပဲစီမံခန့်ခွဲတာအဲ့ဒီစရိတ်ကလေးစရိတ်တွေကိုလေဦးရောစရိတ်ခွင့်ပြုချက်နေပဲ ိုင်နဲ့မန်ဒီချာစီကနေလက်မှတ်ထိုးပြီးမှထိုးရတာသူခွင့်ပြုချက်မရပဲနဲ့ဘာမှထိုးယူပိုင်ခွင့်သုံးဆွဲပိုင်ခွင့်မရှိဘူးအဲ့ဒါကျွန်တော်တို့မှမဟုတ်ဘူးသူကတမီလေးအကုန်လုံးရောသူ့ရွှေမျိုးလေးအကုန်လုံးရောအဲ့လိုပဲလောက်ရတာဒါကြောင့်မလို့ကျွန်မပိုင်ဆိုင်နေဆိုတဲ့ပစ္စည်းလေးအကုန်လုံးကသူများနဲ့တန်းတူပေးထားတဲ့ဟာတွေကိုကျွန်မမသုံးဖြစ်ဖဲနဲ့စုဆောင်ပြီးဝေထားတယ်ပစ္စည်းကြီးပဲသူခွင့်ပြုချက်ရထားလို့ယူထားတဲ့ပစ္စည်းကြီးပါပဲ။ तू ကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောတရားရဂိုင်းလုံး control လုပ်တာ ကိုစိတ်အတိုင်းနဲ့နေလို့မရအောင်သူစိတ်အတိုင်းကြီးပဲနေကြရတာပြဿနာရှိတယ်ပြဿနာရှာတာဘလို့မှရန်ကိုရှောင်လို့မရခဲ့ဘူးပြန်ရှင်းပြရင်လေသူ့နာရှိတဲ့ပစ္စည်းတွေနဲ့အကုန်ကောက်ပေါက်တာအဲ့ပစ္စည်းတွေကောက်အဲ့ပစ္စည်းတွေနဲ့ပဲကောက်ပေါက်တာမလို့တကူလုံးလဲညုံမဲဆွဲရဖုန်းလေးဆိုလဲကျမရဲ့ဖုန်းလေးဆိုလဲတလုံးပြီးတလုံးရိုက်ခွေရဒီတက်ကျန်းလဲဆိုရင်အိမ်ပေါ်ကနေမောင်းချတာ ဒီကျမကိုအဲ့လောက်လုပ်နေလေကျမထင်တာက तू မမအောင်ကျမကပဲမားနေလား तू ကရှာကျွေးနေရတာ तू အစိမ်းမှနေနေရတာ तू ကမမအောင်ငါပဲမားနေငါပဲငါပဲပြင်ရမှာအဲ့ကြောင့်မလို့ကိုကိုကိုပဲပြင်တာနေရထိုင်တာပြောရမယ့်စကားတွေကနေချက်ပြုတ်ကျွေးမှုရတဲ့ဟင်းဒီအထိဆက်နေပတ်သက်ရင်လေနေလားညလားလူရှိရလားတမီးလေးရှိရလားဘာမှမရှောင်ပဲနဲ့ဆက်ဆံခံနေရတာမိုးလေးကလေအဲ့ရဝင်ချိန်အထိ तू အမေ तू ခွင့်ပြုချက်မရပဲဘာမှလုပ်လို့မရဘူး အမြဲတမ်းသဝင်ကြောက်နေလူတကာနဲ့ပေးစားနေတာတပည့်တွေနဲ့လည်းဆွဆွဲပြောဆိုနေတာညတိုင်းရစ်ခတ်ရမအေးရပဲနဲ့နားရီပေါင်းများစွာပစပလိပြီးမှနားထောင်ပေးရတာဘာမှပြန်ပြောခွင့်မရှိဘူးပြန်ပြောရဲဆိုရင်မောင်းထုတ်ခံရပြီးမှအေးရှိရအေးခံမှလည်းအေးခရရတဲ့အချိန်ကြီးလေမကြီးမတွက်နိုင်အောင်ပဲလူများတွေပြောသလိုဥရောဆက်ကဈေးနေပေါ်ဆိုအရန်ကောင်းတာဟုတ်ပါတယ်လူမှုကြီးလည်းအရန်ကောင်းတယ်အဲ့ဝိလည်းရမ်းကြည့်တယ်လူတန်းတွေလည်းရရောတယ်သူတို့ဘာလို့လဲ ခုညီပေးတတ်တာဆိုတာတကယ်ဟုတ်ပါတယ်ကျမတို့ပုံမှာပဲမဟုတ်တာပါအင်းကလူတွေပုံမှာပြန်ပြောလို့မရတဲ့ဟာတွေကိုအင်းကကျမတို့အပေါ်မှာပဲဖောက်ထွက်တာကောင်းတာတွေလည်းအများကြီးရှိပါတယ်ကောင်းတာတွေနဲ့မညီညာတဲ့ဒုက္ခတွေကိုလည်းခံခိုင်းရပါတစ်ခေါက်ကဆိုရင်ကြောက်စိမ့်တုံးကြီးနဲ့ကောက်ပေါက်တာဘယ်သူမှဝင်ဆွဲရတာရဲ့ဟဲ့လို့ရှိဘူးသူလည်းစကားစကားနှစ်တမီလေးပဲရှိသေးအောင်သူချက်ချက်ကြီးနဲ့သူဝင်ဆွဲဝင်ကူခဲ့ရတာပါတမီလေးကျန်ကဆက်ဆိုလဲ အရွယ်နဲ့မမြအောင်ဒီဒါဒါတွေပဲမြင်တွေ့နေရတဲ့ခါကျတော့ရှစ်နှစ်သမီးလေးနဲ့ပဲစိတ်ချမရေးစရာဝစီမှာသူ့ပြပေးကြရတာပါလိချောချွာဆိုရင်လေအော်တစ်စင်ဆိုတော့သူကလက်မခံဘူးအော်တစ်စင်ဆိုတာကျတော့အချိန်ရှိတော့ခဲ့တော့အချိန်မှပဲလေ့ကျင့်ရတာဖြစ်တဲ့အတွက်သွားလေ့ကျင့်တာလေလေ့ကျင့်နေဆရာဝန်ကယောက်ျားဆိုပြီးတော့တဝင်းချောင်းပြီးမှမတော်ရအောင်ဆိုမှပိတ်ပင်တော့တိုးတက်တင်တယ်လားမတိုးတက်ခဲ့ဘူးဒီမှာပါလိအော်တစ်စင်နဲ့ပတ်သက်မှလည်း ကျွန်မအားမတိုင်မမှ short မှာဒီတိုင်းမကြည့်နေခဲ့ရတာဘာမှလုံးဝမရှိဘူးတိပြီမဲ့ဆက်စကုန်ပါသူလည်းဆက်ကကြောက်ပြီးတော့ရန်ကုန်ဟိုတယ်မှာသူ့ကို manager position ရဲ့ manager အဖြစ်လုပ်ခိုင်းတာတော့တိတ်လုံးပေးလုပ်ခဲ့ရမှာမဟုတ် department တစ်ခုရဲ့ position manager အဖြစ်ပဲသူ့ကိုပေးလုပ်ခဲ့ရသူဂျုံကနေအော်တိုဘာလအထိလေးလာလုပ်တဲ့ချိန်မှာသူကတော့မပါတော့ရေရောမမနဲ့ပပတို့ရဲ့ ရန်ဖြစ်ပြီးဒီလိုအင်တွင်းရဲ့အင်တွင်းရဲ့ကိုအများကြီးမြင်နေရတဲ့ခါကျတော့သူကညာဘက်တည်းအိမ်မပြောတော့ဘူးညာဘက်အိမ်မပြောလို့သူကဒီညာတွေကို तू ရှင်ဆိုင်ကြော်လွားဖို့ရတယ် तू အစ်စီတွေတောက်ခဲ့ရတာတကယ်မှ तू ဘာဘာ तू ရဲ့ထေလီကိုအဲ့ခံဖို့အတွက်ခေါ်တော့ तू ကအစ်စီတောက်လွန်ထားတဲ့ဟာကိုမြင်ပြီးမှဂျူလာဆက်ကိုရိုက်တယ်ဂျူလာဆက်ရဲ့ခံရတဲ့ပစ္စည်းတွေလည်းအားလုံးရိုက်ခွဲမှာ ကလေးကကြောက်လို့ထွက်ပြေးရထွက်ပြေးတဲ့နေရာလေးထိကိုထိုင်မှရိုက်တာလက်နဲ့မိလက်နဲ့ရိုက်လက်တီးနဲ့ထိုးပြီးမှကလေးကပြေးရင်းနေကလေးကလဲကြောက်တာနဲ့လဲကြတဲ့နေရာလေးမှာချက်တင်နဲ့ချက်ပေါင်းများစွာပြစ်တဲ့ခံနေရတာကျမသမီးလေးကျမမရှိမှလက်ခံနေရအောင်ကျမဝင်လည်းမဆွဲရဘူးဝင်လည်းမတားရဘူးဟိုယိုးမှပဲတောင်းမခဲ့ရတာအညာမှာပဲယူရဆက်ကသူ့ဘာဟိုတယ်ကနေဆင်းသွားပြီးမှတူတူများကုမ္ပဏီတွေမှာပဲ လာခတ်စာလုပ်ပြီးဝင်လုပ်နေတော့သူပဲရှာစားတော့ဟုတ်တယ်မလဲသူအလုံးမလုပ်တော့တာဖြစ်တဲ့အတွက်တောက်ပန်းချီတွေလည်းသူမရတော့ဘူး2020မှာကိုဗစ်တွေဖြစ်တဲ့အခါကျတော့မဟုတ်မှပြန်နေကြတာဂျီနီကာကလည်းမကုမပဲဇွန်နဲ့ကြောင်းနေရတော်ချွန်ကတော့ကျတော့လေအော်တစင်ဆီယာမရဲ့အခုညီနေအော်တစင်ဆီယာမရဲ့လမ်းညွှန်မှုတွေနဲ့ပဲအော်တစင်ဆီယာမတယောက်ငါပြီးတော့ home school လုပ်ပြီးမှစတင်ခိုင်းခဲ့ရအကျမပဲ2020ရောက်တော့ဂျီနီကာကကျောင်းပြန်ဖွင့်ဖို့ဦးလို့ဆက်ရခွင့်ပြုချက်နဲ့ပဲ ကျောင်းပြန်အဖို့အတွက်ရန်ကုန်တက်လာခဲ့ရမပြန်ခင်ညမှာဂျူလီယာရဲ့ကျမရဲ့မိန်းကလေးတနေချင်းနှစ်ယောက်ရဲ့ဘာမှသွားပြီးစားခဲ့တာအေးငါသူခန့်ထားတဲ့ကားဒရိုက်ဘာပဲလိုက်ပို့ပြီးကားပါကင်မှာပဲစောင့်နေခဲ့ရအဲ့တော့ညစက်တနာကြီးမှာပြန်လာရမှာမလားဆိုပြီးမှဖုန်းဆက်ပြီးမှပြဿနာရှာပြီးမှသူ့ဟိုတယ်ကနေညတွင်ချင်းဆင်းပြီးကိုမောင်းချခဲ့တာအဲ့တော့သူ့တာမျိုးမထွေးကိုဘိုက်ဘာလေးပြီးကိုခေါ်ပြီးမှ မောင်းချခဲ့ရသူ့ဒီကောက်ရိုက်တန်နေနဲ့ချက်ချင်းတန်းတန်းကိုမောင်းချခံနေရတော့အဲ့မှာလေကျမကငိုယူပြီးတောင်းပန်နေမရခဲ့ဘူးတနာကြီးအတွင်းမှာပစ္စည်းအားလုံးသိမ်းဆိုပြီးမှဖီကုန်းလေးတစ်ဖက်ကခေါ်ပြီးမှကျမတို့အခန်းကရှိမှာပဲရက်ပြီးဆောင်နေတာအဲ့ဒါကိုဂျူလီယက်ဆက်ကလေးကဝင်ကိုဝင်သားပေးအောင်လေသူတားခဲ့ဆုံးမှာဂျူလီယက်ဆက်ကိုပါချခဲ့ရကျမကလေးလေးပါချခဲ့နေရတော့လေ အဲ့ခါရအောင်လေကျွန်မကြီးကိုဆန်တဲ့သူတောင်းဘုံဘယ်မှာတောင်းမနေကြတာကဖီလီယာစားပြီးထုတ်တဲ့ချိန်စနေနာရီ၄နာရီဆိုတော့ကျွန်မက၄နာရီပြီးမှသွားမယ်ဆိုတာကိုလုံးဝမရခဲ့ပဲလေကျွန်မတို့အဲ့ဒီညမှာပဲညတွင်ကြီးခေါ်တဲ့ကနေစင်တီးခဲ့ရတာဒီတစ်ခါကျတော့ဥရောပဆက်သားကိုယ်တိုင်ကနင်းချတာရေဒီတစ်ခါဂျူလီယာဆက်ဖို့ပါလက်လိုက်တာဆိုတဲ့ခါကျတော့ ငါတို့လို့ပြန်ခေါ်လဲလို့မတော်ချဆိုလို့ငါတို့ဒီကနေထွက်သွားဖို့အတွက်ကြိုးစားနေကြတာပဲလို့ကိုကိုပဲရှာစားကြမယ်ဆိုမှကြောက်ကြောက်နဲ့ဆုံးဖြတ်ခဲ့ကြတာသူခွင့်ပြုချက်နဲ့ပေးထားတဲ့ပစ္စည်းလေးကိုပဲရောင်းချပြီးတော့ကျူလက်ဆက်ကသူမြတ်ကမှန်ငွေဝတ်တက်လာတာသူမြတ်ကမှန်အင်းသွင်းဖြန့်ချီပြီးမှရောင်းရအောင်ဆိုမှကျွန်တော်တို့ကုမ္ပဏီထောက်ပြီးမှဒီသွင်းဖြန့်ချီကိုလုပ်ခဲ့ကြတာ2021ကနေကျွန်တော်တို့တာမီ3ယောက်ကရန်ကုန်မှာဘုရားဆင်းတဲ့တာရီကကျွန်တော်ဘုကုမ္ပဏီမှာ နေခဲ့ကြတာသူနဲ့ပြန်အဆင်မပြေချင်ဘူးကျွန်တော်ကိုယ်တိုင်လည်းပြန်မပေါင်းချင်ဘူးအလိုနဲ့နေလာရင်လည်းမကောက်ကလေးရံကုန်ကိုဥယျာစက2025အခုပြန်မှာတက်လာတာတညမှာကျွန်တော်တို့ကတည်းကခောက်တာအဲ့ဆိုကျွန်တော်တကောင်ခောက်တော့ဖွင့်ချလိုက်တော့တပည့်ဝင်တယ်လေရဟင်းလာပို့လာဆိုတော့ကျွန်တော်တကောင်ဖွင့်ပြီးယူလိုက်တာအဲ့မှာအဲ့လူကြီးကပုံနေတာနေဆော့တင်းဝင်လာပြီးမှကျွန်မအတင်းဒီလိုတိုက်ဆွဲခေါ်ပြီးမှအတင်းအားမအိတ်ဖို့ကြိုးစားတာကျွန်မမပေါင်းနိုင်တော့ဘူးလို့ပြောတဲ့ချိန်မှာသူကနေမပေါင်းနိုင်ရင်ငါလာယူထားတဲ့ဖြစ်စီကိုအကုန်ပြန်ပေးဖို့ပြီးမှစောင့်ပြီးအကြမ်းဖက်လာတာ ကျမတို့အင်္ဂါမိကတတော်လေသူ့ဟုတ်တရားတပည့်နဲ့အမခိုင်မယူပါမမိကတတော်ကသူ့လိုချင်တဲ့စီရီကိုအကုန်ထုတ်သူ့လိုချင်တဲ့ဟာတွေအကုန်လုံးကိုပေးပါဖို့ငါမထဲတက်စီလောင်းမှာမရှိပြတာအဲ့လိုလုပ်ရတဲ့ဟာတွေလည်းဗီဒီယိုရိုက်ဒီမှာချိခိုင်နေတာညလိုက်ခက်တဲ့ဝင်လာတာရိုက်နေစေးဆိုငါဟိုကြီးဖြစ်သွားပြီလို့ညမပေါင်းချင်တော့တာမလားဆိုပြီးမှ26စီရီတော့ပြရရင်လေးချိန်ဒီမှာအချိန်ပေါင်းများစွာကာမဆက်ဆံခက်ခဲ့တာလား ူပေါင်ချင်း300ရည်နဲ့တက်ပြင်ချရတဲ့ခါကျတော့ဘိုက်တီမှာဆိုညိုမဲဆွဲနေမှာဘိုက်တီပါနာကုန်တာအဲ့ဒါကျွန်မကယုံလို့အော်ခင်နေတဲ့အတန်လေးရိုက်နေတဲ့အတန်လေးကိုသူ့ဟောင်တယ်ဝင်လာ200ကချားနေပြီပဲလေတယောက်မှ600တောင်မရှိသေးဘူးသူ့သားသမီးတွေရောသူ့တူတူမတွေရောသူ့မိတွေကြီးပါအကုန်လုံးသိရဲ့ကျွန်မတို့နေတဲ့အိမ်ကလည်းတကားကြီးအလုံးဖြတ်ပြီးမှချိတ်ပိတ်လိုက်တော့တာ CCTV တွေလည်းတက်ဟိုတေကိုအတင်းလာနေခိုင်းတာ ဟိုတည်းကနေရတဲ့အခန်းအောင်လေအခန်းတကားရဲ့ပို့ပြီးအကုန်ဆိုင်ဖြစ်ပြီမလုံးဝ privacy ရှိပြီလေဗောနော်ဒီလိုတုံးဝင်လိုက်တာနဲ့ဒီလိုဖွင့်သွားအောင်ကြည့်ပဲဖြစ်အောင်ကြည့်ကြမအောင်အဲ့လိုနေထိုင်ကြရဒီလိုမှစက်မတင်နိုင်တော့တာမို့ပြင်းလက်လေးကိုခေါ်ပြီးမှကျွန်မပိုင်တဲ့ပစ္စည်းတွေတူဂျူလီယာဆက်နေတဲ့ကွန်ဒိုကိုထွက်ပြေးလာကြရပါတယ်။ပြင်းလက်ကိုလည်းအင်းလေးကြောင်ကနေထုတ်ပြီးတော့သူလက်ကနေလို့ပို့အတွက် 那那里不生气的咯，去买个姜着泡水，也是你个价了。然后我就是说，路边路边的什么木片儿多，路边是公路嘛，夜里拉少了。然后路边是个，其实餐厅来边边嘛，都配宜，能拿一桌。现在呀，那都配宜，都不要个了，都没有，没拿么些贵的。 လွတ်လပ်ခွင့်ပေးဖို့အတွက်ပဲသူတောင်းဆိုခဲ့ရမှာသူလည်းစိတ်နေတဲ့ကိုလိုမှမမနေရတော့ပဲနဲ့မှတ်ပြီးတော့ဟိုတယ်မှာဗာမီလျောက်ပြောင်းပြီးမှနေခဲ့တာဒုတိယအချိန်ဒီစီကိုယူတော်မူတဲ့အမှုထပ်ဖွင့်ခံရပြီးမှမကွာဟိုတယ်မှာတော့ဖန်ခံရရတာ။အာမီနီယိုဟိုတယ်ထဲမှာအထက်ထဲမှာနေနေဦးမယ်ဟိုတယ်ကပုံဆက်လာပြီးမှအမနာမည်နဲ့ရဲဒီလာရှာတယ်လို့ပုံဖြည့်တယ်လို့မှာပဲတကားကြီးစက်တိုက်ခောက်ဘဲဒီစက်တိုက်ဒီနေရာနဲ့ထောက်ဖွင့်ချလိုက်တဲ့ချိန်ကျတော့ဟိုတယ်မန်နေဂျာရေဝန်ထမ်းတွေရေအယောက်ရေတွေဝင်လာပြီးမှပစ္စည်းကိုမူနဲ့အမှုဖွင့်ထားတာဆိုမှ လာဖန်းတာရေစခန်းပိုက်ခဲ့ပြီဆိုပြီးမှပြောတာဦးရောစကလည်းဝင်လာပြီးမှဟုတ်တယ်သူပဲခေါ်တော့တော့စခန်းမှုဆိုမှပြောတာကျမလည်းဥပဒေအရုံးကြည့်ပြီးမှရှုံချီသွားတယ်လိုက်သွားခဲ့တာစခန်းရောက်တဲ့အချိန်မှာစခန်းမှုကတိုက်ချဲပွင့်ထားတယ်အမှုတွေကိုချက်တယ်မှဒီမှာဒီနေသွားတဲ့ပစ္စည်းတွေပြန်မှလည်းပြန်မှတောင်းထားတာလေပြန်မှထပ်ထားတာလေထုတ်ပေးဆိုမှပြောတာတကယ်လို့ဒီကိုမထုတ်ပေးရင်ဒီကိုဖမ်းထားလိုက်မှာတကယ်လို့ဖမ်းထားလို့ကမှနေမှာမထုတ်ပေးနိုင်ဘူးဆိုပြီးဒီမှာတရားနေဥပဒေဆိုတာရှိတယ်စောက်ထမကြီးထားတဲ့ဖက်ကြည့်ဆိုမှစောက်ဖက်ခိုင်းတာ ထောက်ခဏလေးကြီးကြခိုင်းကြခိုင်းနိုင်လေဆိုပြီးမှပြောတာအဲ့လိုစစ်နေလို့မှပဲဥရောပစာဝင်လာမှာဒေါ်လာတွေနဲ့စကားမျိုးရှိမှပြောဆိုမှကျွန်မလက်ကိုရိုက်လိုက်မှသူခိုးသွားတဲ့ပစ္စည်းလေးမပေးနိုင်ရုပ်ရှားရှားဆက်လို့ဆိုမှပြောတာစထောင်းကလည်းတောင်းမှလိုက်လေနေသူ့တောင်းမှလိုက်လေဒီကိစ္စကနေသူ့တောင်းမှလိုက်ပြီးသွားမှပဲယောက်ျားလေးဘာချက်ခဲ့တယ်ဆိုတာနေတည်ရမလားဆိုမှပြောမှသူပြန်ခံပြီးဖက်နှက်ကဆောင်းနေတဲ့ဟာကိုတည့်ပေးလိုက်ဆိုမှခိုင်းလာစကားမျိုးရှိမှပဲသူဖက်နှက်ကိုပြန်ပြီးမှတည့်ပေးခဲ့ရတာအမှုရှင်ဆိုင်မှုတွေအမှန်ကန်လုံးနေလို့မှပဲသူရဲ့ဥက္ကဋ္ဌ ဒီညကအမောက်ကိုအချုပ်ထဲမှာအိတ်ခိုင်ထားတာအမောက်မပါလာတယ်အစအိတ်ဒီဖုန်းကြီးကိုသင်ခိုင်ထားတာကျွန်တော်တို့ကမလုပ်ပါဘူးဆိုမှပဲပြောတာအမကရာကြီးမှပြန်လို့ရပြီဆိုမှပြန်လာတာလက်ကတော့ဟိုတယ်ရောက်တဲ့ခါကျတော့သမီးလက်ကလေးကိုခေါ်သွားကြပြီမှာကျွန်တော်ရဲ့ပစ္စည်းတွေလည်း အခုမှမကျွန်တော်ပဲပြင်သွားကြတာအဝတ်တက်တဲ့ကိုခုနဲ့လည်းကျန်နေတာကျွန်မအထက်ကပြောထားသလိုပဲဥရောဆက်ရခွင့်ပြုချက်နဲ့ရထားတယ်ကျွန်မမသုံးမနဲ့ဆူထားတယ်ကျွန်မရဲ့လက်ဝတ်ရည်နာလေးတွေရဲ့အင်းစီဝတ်စားတွေရဲ့စာတုံးစာတမ်းအချို့ရဲ့မပုတ်တေးရဲ့စမကတ်ရဲ့ရမောင်းလိုက်စင်ရဲ့ပတ်စပို့ရဲ့အားလုံးတို့ဥရောဆက်ကတိတ်သွားတာသူ့ပိုင်တဲ့ပစ္စည်းဆိုရင်ဘာတစ်ခုမှမရှိပဲဘူးသူကပစ္စည်းတွေပြန်ရချင်ရင်သူနဲ့ပြန်ပေါင်းဖို့မှနေလားကျွန်မကပြန်ပေါင်းချင်တော့ဘူးအိမ်ပေါ်လည်းပြန်ပြက်ချင်တော့ဘူး ိမ်မပြတ်တဲ့ရေအညိုးတွေနဲ့ဘယ်နဲ့စတော့မှနှစ်ဆက်ခံရမှာလည်းမသိပါဘူးရှင်သူတိတ်ခါသူကြိုးစားပြီးစောက်ခဲ့တဲ့သူ့ဘဝကိုပြောလိုက်ရင်တက်စီတော့မှဆိုပြီးမှနှစ်ဆက်ခံနေရတဲ့ထေရနေမပြောရက်ဖြစ်နေနှစ်ပေါင်များစွာကြာခဲ့တာပါတကယ်တော့ဒါတွေကိုကျမကောကျူလီယာစကားကိုလုံးဝပြောဖို့စိတ်ကူးမရှိပါဘူးတိတ်တိတ်လေးပဲအဝေးကိုထွက်ပြေးခဲ့ကြတာပါဥယောစကားအမှုတွေဖွင့်မပုံတင်မရှိစမကတ်မရှိအဝတ်တထည်ကိုတစ်ခုထိဖြစ်အောင်လုပ်လိုက်လို့ ပြောရတော့တာပါတကယ်တော့ကိုယ့်ရဲ့အိမ်လေးမိသားစုအရေးကိုပြောရတာအရင်ရှက်ပါတယ်အမှန်တရားအတွက်အားကျင်းပြီးညှိဆိုင်ရပါတယ်ငွေအားလူအားအတိုင်းဝိုင်းအားမရှိပါဘူးဒါမျိုးတော့ချင်းရှိရပါကျွန်တော်ဘက်ကနင်နာခေရမှုတွေအတွက်တရားစွဲဆိုဆောင်ရွက်တာအခုထိမရှိပါဘူးဥရောဆက်ဖက်ကပဲကျွန်မနဲ့တမီးလေးကိုတရားစွဲဆိုထားတာပါရှင်ဒေါ်တီလာအောင်အနေနဲ့အခုလိုမျိုးနော်မဟုတ်ကဟုတ်ကပြောနေတာတွေကိုရက်လိုက်ဖို့အတွက်ကျွန်တော်အနေနဲ့တတိပေးလို့ရပါတော့ အခုဒီရဲ့အတော်တီတာယူထားတဲ့လက်ဝတ်ယတနာပစ္စည်းတွေဆိုတာပေါ့နော်ကုမ္ပဏီပိုင်ပစ္စည်းပေါ့နော်အဲ့တော့ဒီဟာကိုအတော်အတော်ကမပေးချင်တော့အမျိုးမျိုးလိန်ညာပြီးတော့မှလက်ပတ်ပြီးတော့မှပြောနေတာပေါ့နော်ကျွန်တော်ကိုယ်တိုင်အတော်ကိုခဏခဏတောင်းခဲ့တယ်နည်းနည်းတောင်းနေရှိပြီခုနပြောသလိုနေမုံနာနေအတော်ခဏလေးကြောက်ပြမယ်ဆိုပြီးတော့မှယူထားခဲ့တဲ့ဒီပစ္စည်းတွေကိုအခုကြာတာတော့မပေးချင်တော့တဲ့ခါကျတော့အမျိုးမျိုး လိန်လေလက်ပတ်ပြီးတော့မှလုံနေတာအခုလည်းကြည့်အဖေကိုလည်းမတရားမဟုတ်ကဟုတ်ကတွေကိုရှောက်ပြောပြီးတော့မှအတော်တင်နေတဲ့အရာပေါ်မှာကျွန်တော်တို့အရန်စိတ်ဆိုးလို့ကျွန်တော်အခုဒီရဲ့ကိစ္စတွေကိုအဲထုတ်ပြောတာပေါ့နော်အဲ့လိုမျိုးမလုပ်ပါနဲ့အတော်ဒီတာရက်တန်းကရက်လိုက်ပါလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော် ကဲပြဆိုတော့ဖြစ်စဉ်ကတော့ဒီနောက်ပါပဲအဲဆိုတော့ဒီတရားကတော့ဒီတထေကြီးရဲ့သားနဲ့တူပါတယ်နော်သူကတော့ဒီဒီအမကိုဟောသတိပေးတာနော်ဆိုတော့ဒီနေရာမှာမှားတယ်မှိုင်တယ်ဆိုပြီးတော့မှားတယ်ပါဝေဖန်ပိတ်ခွင်းလည်းမရှိသလိုဝေဖန်လို့ရတဲ့အနေထားလည်းမရှိပါဆိုတော့အာဘီဖိုင်နဲ့မှာဆုံးသတ်လိုက်ပါတယ်မက်ဆေ့ချ်ရဲ့အမြင်လေးကိုလည်းအမျှဝေခင်ကြပါโอเค see you next video